မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆီယမနန်းပွင့်ဆန်းအင်ဒိုလီရေးသားသောတိမ်ဝင်ပတိနှင့်ကြက်ဖို့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခင်မှာယခုလိုဘူးတုတရပွဲအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းကြီးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်တခါတရံ၌အမှတ်မတင်တွေ့မြင်ကြုံကြိုက်ခဲ့ရသောအကြောင်းအရာများသည့် ဘဝတကွေ၌မှတ်မှတ်ထင်ထင်မမေ့နိုင်သောအကြောင်းအရာများဖြစ်ကောင်းဖြစ်တတ်ပါသည်ဤသို့သောအကြောင်းအရာများနှင့်ကြုံမှုသူများရှိကောင်းရှိပါလိမ့်မည်စာရေးသူဤဘဝတွင်အမှတ်မထင်မှအမှတ်တရသို့ဖြစ်ခဲ့ရသောကိုရိအဖြစ်ပြက်ကလေးတစ်ခုရှိခဲ့ဘူးပါသည် မှတ်မှတ်ထင်ထင်ထူးထူးခြားခြားတွေ့ကြုံခဲ့ရသည့်အဖြစ်ပြက်မှာဤသို့ဖြစ်ပါသည် ။လွန်ခဲ့သောနှစ်30ခန်းကဖြစ်ပါသည်။စာရေးသူသည်အဲ့တော်မျိုးအိုက်မရွာတဲ့ကုန်းတွင်ကျောင်းဆရာမတောင်းဝန်ဖြင့်နေရခြင်းကဖြစ်ပါသည်။စာရေးသူနှင့်အတူတင်းတင်းသောဆိုသောသူနာပြုတူလည်းအတူနေထိုင်သည်။စာရေးသူနှင့်တားဖွာသူနာပြုဆရာမအတွက်ညစဉ်အိတ်ဖန်ဆောင်ရွာမမိမကြီးနှစ်ယောက်ကို ထားပေးလေရှိသည်။ ရွာထဲမှာအိတ်ဖန်ဆောင်များမလာသေးခင်စာရေးသူနဲ့တင်တင်တောင်းတို့ရောက်တက်ရရစကားများကိုပြောဆိုနေကြလေရှိထို့သူပြောဆိုနေကြပြီးအောက်ပါတိုင်းစကားလမ်းကြောင်းပြောင်းသွားလေတော့သည်မြို့ပေါ်မှာဆရာလောက်ရတာလွယ်ပါတယ်တောမှာဆရာလောက်ရတာကမလွယ်ဘူးလူနာတွားကြည့်ရတာလဲတွေ့ရနဲ့တွေ့ရကြည့်ရတာ မြို့မှာလိုကားတွေဘာတွေရှိတာမဟုတ်ဘူးတခါတလေခြေချင်းခီးသွားရတာတခါတလေတော့လဲလှဲလေးဘာလေးအသုံးပြရတာပေါ့ဟုတင်းတင်းတောင်းကပြောလေမှန်ပါတယ်တင်းတင်းတောင်းရဲ့ဒါပေမဲ့လည်းကိုယ့်ရဲ့လူနာဆိုတော့ဘလောက်ပဲဝေဝေသွားကြည့်ရမှာပေါ့ဟုစာရေးသူကပြောလိုက်လေသည် ဝေးတာနီးတာအကြောင်းမဟုတ်ဘူးတခါတလေတိတ်ပြီးသတိထားရတယ်ဟုတူနာပြုဆရာမတင်နေတော့ကပြောပြန်သည်ဘာကိုသတိထားရတာလဲလမ်းမှာလူဆိုးတွေသဘုံတွေနဲ့တွေ့မှာကိုသတိထားရတာလားစာရေးသူကပြန်ပြေးလိုက်မဟုတ်ပါဘူးဟဲ့ကြက်တွေကလူရောင်ဆောင်ပြီးဆရာတွေလာပင့်တတ်တယ်ဟာဟုတူနာပြုဆရာမတင်နေတော့ကပြောလေသည်ကျက်ဆိုတာဘာလဲရင်တင်းတင်းတောင်းကျက်ဆိုတာနန္နာဘာဝတမျိုးပဲလေသူကလူယောင်ဆောင်တတ်တယ်ရွာတွေဘာတွေကိုတောင်ဖန်ဆင်းမိပြနိုင်နေ ဲ့ဒါတွေကဟိုဘက်ရွာမှာလူနာအသေးအံဖြစ်နေလို့ဆ ्याम မလာကြည့်ပါဦးဆိုပြီးလိန်ညာပင့်သွားတယ်။ဒါဆိုအဲ့လိုဖြစ်မျိုးဖြစ်ခဲ့ဘူးလို့လား။ဖြစ်တာပေါ့လွန်ခဲ့တဲ့နှစ်20လောက်ကဒီအိုက်မရွာမှာဖြစ်ခဲ့တာ။ဟိုဥညိုပြောပြလို့မှတ်ထားရဘူးတဲ့။ဒါဆိုပြောပြပါဦး။မိုးသေးညာဤမှောင်မဲမှုကြောင့်အိုက်မရွာကိုလျှက်ပန်းလွတ်နေလို့လင်းလက်သည့်အခါမှသာမြင်ရပေသည်။အိမ်တကားများကိုတောတန်းလလုံအောင်ပိတ်ပြီးဖျားစီမီထွန်းကြီးကဖျားရင်စီမီလူလိုက်သည်။ဖျားဝတ်ပြုစဉ်ရသည်ပြေးရွတ်ဖက်ပြီးလျင် ဖျားကုံတော်ပတိစိတ်ပြန်သည်ဒေါ်နန်းဝါကတော့ခရိယံနွယ်မှုဖျားမရှိကိုပဲဖျားကိစ္စများပြီးသည်နဲ့ဒေါ်တန်းလာသည်ဒေါ်နန်းဝါပြီးနာတွင်ရှင်းအိတ်လိုက်လေသည်မိုးကလည်းမိုးဦးလေဦးမှုတဲတဲလို့ရွာနေပေသည်မိကနေဒေါ်တန်းလာအိတ်ပြောသွားလေသည်မိမကြောင့်အိတ်သွားသည်ကိုမသိလိုက်ပေတကားခောက်တန်ကြတော့လန့်တို့လာမိသည်နဘေးတွင်ရှိသောငါးထောင်တို့တက်ပြီးဖြင့်ဝင်ကနေထိုးလိုက်ပြီးအိတ်ရာမှလူလဲထားလိုက်သည်ဒေါ်နန်းဝါဒေါ်နန်းဝါလူနာလာပေနာထင်နေ ာမိုးကရွာနေတာညာကြီးမင်းကြီးမလိုက်ချင်ဘူး တရဲတွေကြက်တွေဖြစ်နေကြောက်တယ်ဒွန်နန်းဝါရဲ့ဒေါ်သူစာဒေါ်ဖြူတို့ကိုမေးပြီးယွာနာနီယွာကလူနာမှန်ရဲ့ live ပေါ့ဒုက္ခရောက်နေလို့လာပစ်နာပဲခွေးအော်တန်စိတ်မြမြကြီးကြားပြန်တော့ကြက်သီးမွေးညင်းပင်ဒေါ်သန်းလာထမိသည်တကားကိုခောက်ယုံမကပုတ်ခတ်၍နှိုးနေသဖြင့်အိမ်တွင်းရှိအိမ်ဖန်ဆောင်ပြက်လာရောက်ကူညီဆောက်ရှောက်နေကြသောဒေါ်သူစာနှင့်ဒေါ်ဖြူကနတ်သမီး300ဒီကန်မိကျစ်ဘူးကလေးထဲမှမိကျစ်စံတစ်ချောင်းကိုယူ၍ချက်လိုက်သည်ပြီးနောက်မိကွက်တွင်ထွန်းညိလိုက်လေသည်ဒေါ်သူစာကတကားကိုဖွင့်လိုက်သည်လူနှစ်ယောက်နှင့်အတူလေးပါ ဝိတ်ကနေဝင်လာသဖြင့်မိခွက်ငိမ့်သွားပြန်သည်လူနှစ်ယောက်ကအမောင်ထဲတွင်မမကြီးရက်နေလေတကားကိုပြန်ပိတ်ပြီးဒေါ်ဖြူမိကျစံတစ်ချောင်းကိုယူ၍မိခွက်တွင်ညှိရပြန်လေသည်မိအောင်ကလေးလင်းလာမှဧည့်သည်လူကြီးနှစ်ယောက်ဖျားပေါ်တွင်ထိုင်နေကြသည်ဒေါ်နန်းဝါနှင့်တော်တန်းလာတို့လည်းအိတ်ခမ်းထဲမှထွက်လာကြသည်ဆီယာမရဲ့ပိန်နေကုန်းကျိုးရတာမှဦးကြီးတို့ကလှုပ်သမားတွေပါဦးကြီးသမီးကတားမဖွားနိုင်လို့လိုက်ပြီးကြည့်ပေးပါ ။ထိုအချိန်ကမြကြီးနားရွှေဘိုဘီဝါလမ်းမကြီးဖောက်လုံနေသည်။လမ်းဖောက်လုံသားများဖြစ်သည်။ကောလင်းနယ်နဲ့အင်းတော်နယ်ဆက်တွင်ကျိုးတရားကိုထိုးရန်ပြုလုပ်နေဆဲဖြစ်သည်။ရွာကန်ဘသူပါလဲ။စကားပင်ကတာရေးပါတယ်ဆရာမ။ဒေါ်သူသာကဘီဝက်ကလေးမြောက်ပြပြီးပြောလေသည်။တာရေးဆိုသူကြီးမျက်နှာကိုအနှဲငယ်သာမြင်ရပြီးအလौဒမကြီးမျက်နှာမှာခေါင်းပေါင်းကြီးကိုဗရဘွားပေါင်းနိုင်၍မျက်နှာကိုတဲခွဲအောင်မြင်ရပြီ။ယောက်ျားကြီးနှစ်ယောက်နဲ့ဆ iam မပင့်လာလို့ဖယ်လိုက်လို့ဖြစ်ပါမလဲဟုတော်နန်းဝါကငြင်းနေသည်။ ဦးကြီးမိမပါပါတယ်ဒူမကြီးအိမ်အောက်ကကျွဲလဲပေါ်မှာပါပိန်းနေကုန်းတရအလုတ်သမားတွေဆိုရင်ပိန်းနေကုန်းတရစောက်နာတဲ့စစ်တပ်ကစစ်မှုတွေရှိတယ်တော့မပင်ဘူးလားဒူမကြီးရဲ့စစ်တပ်ဆိုတာညကိုအနာကက်လို့ဘယ်လွယ်မလဲလူမကြီးပြစ်ခဲ့ရင်ဒုက္ခတွေ့မှာပေါ့အချိန်မတော်စစ်တပ်နာကက်ရန်မလွယ်ပေဒေါနာဝါအတော်ကလေးငြိမ်ပြီးစဉ်းစားနေပြန်ကြာမလေးတို့ရဲ့ ညင်းမနေပါနဲ့ကွယ်ခိုမာကလေးမမွေးနိုင်တဲ့တပီးကဒုက္ခဖြစ်တော့မယ်မြင်နိုင်သူရဲ့မြင်မြန်လုပ်ပေးပါကွယ်လူကြီးအားတနာမိသဖြင့်ဒေါ်တန်းလာကဒေါ်နန်းဝါကိုလိုက်ပေးမိဟုပြောလိုက်ဒေါ်နန်းဝါကစေချနှောင်းကောက်ကင်ပြီးတပီးကိုချင်းနဲ့ထိဒေါ်တန်းလာကလည်းဖះရှင်တွင်တိမ်ကိုတိမ်ဝင်ထားသောအဲ့စိတ်ပရီကိုပတ်စံအင်္ဂလီထဲထည့်လိုက်သည်ပြီးနောက် အိမ်ဟုတ်တွင်ရပ်ထားသောကျွဲလဲကြီးပေါ်တက်ခဲ့ကြသည်ကျွဲလဲကြီးမှာမိုးရွာမှုကိုလုံခြုံစေရန်လှဲပေါင်းမှုကြီးလှုပ်ထားသဖြင့်မှောင်မဲ၍နေလေသည်ဒေါ်တန်းလာတဲ့တာဖွားဆရာမထွန်နှံဝါတို့နေရာကိုလှဲရောက်သည်နှင့်ကျွဲလဲကြီးပေါ်တွင်သကားပင်မှတာရေးဆိုသူရောအဖို့အိုကြီးပါတက်လာသည်လှဲပေါ်တွင်စောင့်ချုံထားသောခေါင်းပေါင်းပရပွားနှင့်အဖွားကြီးတယောက်ကိုတွေ့ရသည်အဖို့ကြီးသည်လှဲဥကန်းတွင်လှဲမောင်းရန်နေရာယူလိုက်သည်တာရေးဆိုသူမှာအဖွားကြီးနီးနားတွင်ကပ်၍ထိုင်နေသည် ဒေါ်သန်းလာနဲ့ဒေါ်နန်းဝါအတူပုကပ်ပြီးလက်တစ်ဖက်တွင်ထိုင်လိုက်ကြသည်ဒေါ်သန်းလာတို့ထိုင်ပြီးသည်နှင့်ကျွဲလဲကြီးကတအီးအီးဖြင့်စထွက်လေသည်တရွာလုံးခွေးများဥလိုက်သည့်အတံမှာလဲကြောချမ်းစိတ်မြသွား၏ဒေါ်တန်းလာသည်တိမ်ကိုတိမ်ဝင်လာသောတိမ်ဝင်ပတိကိုပတ်ဆိုင်ထဲမှထုတ်၍ဖះကိုအာယုံပြုပြီးဖះကုံတော်ကိုပါကိုစိတ်လာခဲ့သည်အိုက်မရွာတဲ့ကုံနှင့်ကြောင်းကုံဆိုလျင်နှစ်မိုင်ခန့်ဝေးသည်ကြောင်းကုံကိုကျွဲလဲကြီးကြော်ဖြတ်ခဲ့သည်ကြောင်းကုံရွာတွင်ခွေးများကလဲအိုက်မရွာတဲ့ကုံခွေးများလို ဦးကျော်ရှိကြီးဖြင့်ဦးကြပြန်သည်ကိုတော်တန်းလာတို့ကြားရပြန်သည်တော်နန်းဝါကြောက်ရွံ့တော်တန်းလာကိုဖတ်ထားသည်တော်တန်းလာကပရိစိတ်မပြတ်ဖះအာယုံပြု၍ဆက်၍ပရိစိတ်နေသည်ကျောင်းကုန်းရွာနှင့်စကားပင်ရွာသည်တမိုင်းမြဝေးကွာသည်စကားပင်ရွာကိုလွန်ခဲ့ပြန်သည် စကားပင်ရွာတွင်ကိုမဝင်ရပဲရွာဤအပြင်ဘက်မှမောင်းသည်ဖြင့်ခွေဥဒံမကြရတော့ပေသို့သောပုတ်စော်နံတူတူခါခါကြီးကမခံမြတ်နိုင်အောင်နံလာသည်ဘလို့မှအောင်းဤတိခဏနိုင်စွာမရှိတော့ပေအပုံနံနှင့်အတူလှဲ့ကိုလည်းတင်ဃမကင်းဖြစ်လာမိသည်တဲ့ပေါ်ပါလာသူများမှအိတ်ငတ်နေကြပေပြီဒေါသလာနှင့်တဖွားဆရာမနှစ်ဦးသာနူနူကြကြဖြစ်နေပြီကျောင်းဆရာမ၏ငါတော့အပုံနံကြီးနံနဲ့တအားအန်ကျင်နေပြီဟုဒေါနန်းဝါကတူတူပြောလာသည်ဒေါနန်းဝါဒီကတိမ်ဝင်ပတိနဲ့အိတ်နေတဲ့လူသုံးယောက်ကိုရိုက် ငါတိမ်ဝင်အပ်နဲ့ကျွဲကိုထိုးမယ်ဟုတူတူကလေးဒေါ်သန်းလာကပြောလိုက်သည်။ပတ်စံအိထဲမှာတိမ်ဝင်အပ်ကိုဒေါ်သန်းလာထုတ်ယူလိုက်သည်။စိတ်ပရီးကိုဒေါ်နန်းဝါအားပေးလိုက်၏။ဒေါ်သန်းလာကတိမ်ဝင်အပ်နဲ့သူတို့စီလာသောကျွဲဤတင်မကိုထိုးချလိုက်သလိုဒေါ်နန်းဝါလည်းတိမ်ဝင်ပရီးနဲ့အိတ်ငတ်နေသောလူများကိုဝှေ့ယမ်းပြလိုက်သည်။ ။အောက်မလေးလိုကျွဲကြီးတွေអော်ပြီးမြေကြီးပေါ်ကိုပုံလျက်သားကျသွားလေသည်။မနိုင်မှုဟဲ့လိုလှဲပေါ်ကအိတ်နေသူတွေကអော်ပြီးပုတ်တင်ညိုသုံးកောင်အသေးကလေးတွေဖြစ်နေမြေကြီးပေါ်မှာပြာကျနေတာတွေ့ရသည်။ကျွဲကြီးတွေလည်းတဖြည်းဖြည်းပြာကျသွားသည်။ဒေါ်သန်းလာနဲ့ဒေါ်နန်းဝါလည်းမြေကြီးပေါ်ငုတ်တော့အော်ထိတ်လန့်ခြင်းနဲ့တူမှင်သက်နေမိပါသည်။မိုးကဝေါကနေရွာချလာမှသတိဝင်လာသည်။ ဒေါ်သန်းလာကဒေါ်နန်းဝိုင်လက်ကိုစုပ်ကမ်းပြီးနှစ်ယောက်သားမြေကြီးပေါ်မှာထလိုက်ကြသည်ပါလာသောဓမီပြင်ထိုးကြည့်ရာပုတ်တင်ညိုသုံးကောင်နဲ့ကျွဲနှကောင်တေးပြီးပြာကျနေသည်မှအပါဘာမှမတွေ့ရချေတိမ်ဝင်အပ်နဲ့တိမ်ဝင်ပရီးကိုပတ်စံအိတ်ကလေးနဲ့ပြန်ထည့်ပြီးနှစ်ယောက်သားမိုးတဲ့လီတဲ့တွင်လဲလန်းချောင်းတိုင်းတုတ်ချစ်တင်ပြန်လာခဲ့ကြသည်သူအเจ้าများကိုကြားသိရပြီးနောက်မြို့အစည်းအဝေးသို့စာရေးသူတို့နေရာကိုတွားပစ်ခဲ့၏။အပြန်၌ရွာမှအကျိုးလွှတ်လိုက်သောလှည့်သမားများနှင့်အချင်းအဆက်လွဲပြီးမိုးချုပ်လုံနေပါဖြစ်သွား၏။ အချိန်ဆက်လွဲပြီးမိုးချုပ်လူနီးပါးဖြစ်သွား၏။မိုးကလည်းမှောင်ကြလာသည်။အချိန်ရှိတော့သဖြင့်နှစ်ယောက်သားအတင်းကလမ်းလျှောက်ပြန်ပစ်ခဲ့သည်။မိုးတွေကလည်းရွာနေသလိုအမောင်ကလည်းပိုလာသည်။ခရီးသုံးပုံတစ်ပုံကျိုးလူချိန်မှာပဲအနောက်ဘက်စီမှမိုးတန်လေးတန်နဲ့ရောပြီးလှဲမောင်းတန်ကိုကြားရတော့၏။မိအောင်များကိုလည်းဝင်းကနေဝင်းကနေတွေ့ရသည်။စာရေးသူတို့ခြေကုန်တုတ်တော်လဲလှဲမောင်းတန်တွေကမကြခင်မိလာ၏။ လဲသမားဤဆရာမတွေပါကောဟုပြောလိုက်သောအတန်ကြားရခြင်းသည်တောသန်းလာတို့နားတဲ့သို့အမှုမြုံပုံပောက်ကွဲသံလားထင်မိဆရာမတို့လဲဝတ်တတ်ပါဘလို့ဖြစ်ကြတာလဲဟုလဲသမားကဆို၏တောသန်းလာတို့နောက်ပြန်လှည့်ကြည့်လိုက်သောအခါအိုက်မရွာတဲ့ကုန်းမှကိုမှုကိုတန်းအောင်ကိုဝင်းအောင်တို့ဤလဲမြကိုတွေ့ရသည်ခကြီးကလည်းတော်တော်ဝေးဝေးကြံသေးသည်မို့ကြောက်ကြောက်နေမယ်လဲဝတ်တတ်လိုက်လာခဲ့ကြသည် ဤသို့စီလာခဲ့ရာစကားပင်ကြောင်းကုန်းသို့လွန်ခဲ့ပေပြီအဲ့မှရွာတဲ့ဤသို့ရောက်ခါနေတွင်တိမ်ဝင်ပတိနှင့်ရိုက်ဆိုသောစကားသံကိုကြောက်ရောင်သွားရလားမသိတင်းတင်းသောကပတိနှင့်နှွားကိုလှန့်ရိုက်လိုက်သည်စာရေးသူကလည်းတိမ်ဝင်အံ့နှင့်နှွားကိုထိုးလိုက်မိသည်နှွားများမှာရုတ်တရက်ကြုံတွေ့လိုက်ရသဖြင့်တရကြမ်းပြေးလေတော့သည်နွားစစ်လူအစ်စ်ပဲတင်တင်တောင်းစာရေးသူမှပြောလိုက်လေသည်ထိုအခါဆရာမတို့ဘာဖြစ်ကြတာလဲဟုကိုမူးကမေး၏ ဘာမှမဖြစ်ပါဘူးရွာရောက်မှမိုးလေးမှပြောပြတော့မယ်ဟုစာရေးသူမှပြောလိုက်ရသည်ကြာဘူးနာဝဖြစ်ရမန်ဇလန်းကိုစိတ်ဆွဲပြီးလာကြိုးကြသောလဲသမားများအားအထင်မြင်မှခဲ့ကြောင်းမနှက်လဲမှတောင်းမှန်စကားဆိုရပြီးတော့မည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းချမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်